မင်္ဂလာပါသားတို့သမီးတို့ရေဒီချက်ကတော့တတ္တမရံသမိုင်းဘာသာရပ်ကိုသင်ကြားပေးမယ်ဒီချိန်ဖြစ်ပါတယ်ဒီနေ့ဒီချက်ပြပြပေးမယ်အကြောင်းအရာလေးကတော့မြမသမိုင်းအခန်းတပြည်ထရိခိမြန်မာနိုင်ငံသင်္ကန်းစာ3ရောင်ရမ်းခိတောင်ဝခိဒုတိယပိုင်းရဲ့တာလွန်မင်းရဲ့အုတ်ချုပ်ရေးပြုပြင်ပြောင်းလဲခြင်းအကြောင်းဖြစ်ပါတယ် အခုစတင်ချိန်မှာတော့တာလွန်မင်းတိရိတုဒ္ဓမာယာဇာရဲ့နိုင်ငံတော်အတွက်စောင်းဝတ်ချက်တွေကို လေ့လာသင်ရမှာဖြစ်ပါတယ်။ကဲတားလို့ရေတမီးလို့ရေနော်ဒီစာပိုက်ကလေးကိုချက်လို့လေ့လာကြည့်ကြရအောင်။တာလွန်မင်းတိရိတုဒ္ဓမာယာဇာလက်ထက်မှာတော့စစ်မဲ့ရေးရများစွာမရှိဘဲနဲ့နိုင်ငံတော်အေဂျင့်တာယာရေးကိုအလေးထားဆောင်ရွက်ခဲ့ပါတယ်။နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးကိုစနစ်ကျရှိစေဖို့အတွက်စစ်တမ်းတွေကောက်ယူခဲ့တယ်။ နိုင်ငံတော်ရဲ့လူဦးရေတိုးတက်စေရန်အတွက်အမျိုးသားအမျိုးသမီးစီရင်တွေကိုစနစ်ကျကောက်ခံပြီးတော့အရွယ်ရောက်သူတွေကိုအိမ်အောင်ပြုပေးရေးအထူးအလေးပေးခဲ့ပါတယ်။တာလုံးမလက်ထက်မှာတော့စာဆိုအကျော်ပေါ်များစွာထုံးကားခဲ့ပြီးတော့မနှုတ်သာရရွှေမြင့်ဓမ္မတာကျမ်းကိုစီရင်ထားခဲ့ပါတယ်။ဒီပုံလေးကတော့မနှုတ်သာရရွှေမြင့်ဓမ္မတာကျမ်းဖြစ်ပါတယ်။သာသနာရေးမှာလည်းစကိုင်းမြို့အနီးမှာရာဇာမဏိစုလာကောက်မှုတော်ပြားကြီးကိုတည်ထားခဲ့တယ်။ဒီပုံလေးကတော့ ယာဇမတိဆူလာကောင်းမှုတော်ဘုရားကြီးဖြစ်ပါတယ်။ဒါပေမဲ့ချီတော်မတင်မီမှာတာလုံမင်းတရားကြီးဟာနရွာစံခဲ့ပါတယ်။တာလုံသမီးတို့ရေအခုဒီချက်ရှင်းပြပေးတဲ့အကြောင်းအရာလေးကတော့တာလုံမင်းရဲ့နိုင်ငံတော်အတွက်ဆောင်ရွက်ချက်တွေဖြစ်ပါတယ်။ဧဝနိုင်ငံတော်ကြီးရေရှည်တည်ထောင်ခိုင်မြဲနိုင်ရေးအတွက်အုပ်ချုပ်ရေးကိုစနစ်တကျပြန်လည်တမန်ဆောင်ရွက်တယ်။အုပ်ချုပ်ရေးကိုနှစ်ပိုင်းခွဲခြားနိုင်ပြီးတော့ရွှေမြို့တော်အုပ်ချုပ်ရေးနဲ့အဝေးမြို့ရွာ နယ်ပယ်အုပ်ချုပ်ရေးဆိုပြီးတော့ပိုင်းခြားထားပါတယ်။ရွှေမြို့တော်အုပ်ချုပ်ရေးကတော့ရွှေနန်းတော်ပတ်လည်မြို့တော်အတွင်းအပြင်အမှုကိစ္စတွေကိုသာမကနိုင်ငံလုံးဆိုင်ရာအမှုကိစ္စတွေကိုပါစီမံကုတ်ကြရတဲ့အုပ်ချုပ်ရေးဖြစ်ပါတယ်။အဝေးမြို့ရအုပ်ချုပ်ရေးကိုတော့သက်ဆိုင်ရာမြို့ဝင်စစ်ကဲစောဝါမြို့သားတို့ကနေပြီးတော့တောင်းယူပြီးတော့စီမံရပါတယ်။တအားသမီးတို့ရေဒီချေအခုရှင်းပြပေးတယ်စာပိုက်ကလေးရဲ့အကြောင်းအရာလေးကတော့ အင်းဝနိုင်ငံတော်ရဲ့အုပ်ချုပ်ရေးပုံစံတွေဖြစ်ပါတယ်။ကဲဆက်ပြီးတော့ဒီချက်လို့လေ့လာကြည့်ကြရအောင်။အဲ့တော့ဒီအုပ်ချုပ်ရေးတွေเนาะနှစ်ရက်မှာတော့ရွှေမြို့တော်အုပ်ချုပ်ရေးအဓိကကြပါတယ်။ဘင်းကနေပြီးတော့စီမံခန့်ခွဲပါတယ်။အဝေးမြို့ရွာနယ်ပယ်အုပ်ချုပ်ရေးမှာတော့ဒေသန္တရရိုးရာတကြီးတွေသားစင်မြေဆက်အုပ်ချုပ်ပိုင်ခွင့်ရှိပါတယ်။ကျေးရွာနယ်မြေပိုင်ဆိုင်ရာရိုးရာအုပ်ချုပ်သူအကြီးကြီးလွယ်ပြီးတော့ကြံမင်းမှုတန်းယာရုတို့များမှာတော့ ဘရင်ရဲ့အလိုတိုင်းသာဖြစ်ပါတယ်။တာလုံးမလက်ထက်မှာတော့ကထင်ငယ်လို့အမည်ရှိတဲ့တာမန်စစ်တီတဝူးကိုနန္ဒယောဒအမည်နဲ့ဝင်ကြီးခန့်ဖူးတဲ့အချက်ဟာထင်ရှားပါတယ်။ရောင်းဝယ်ရေးအတွက်အလေးတင်းတောင်းမှန်ကန်စေရန်ဆောင်ရွက်ခဲ့တယ်။မိမိအနေနဲ့ကြိုတင်ကာကွယ်ဖို့အတွက်စီကံချက်များကိုလည်းထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံကိုစီမံအုပ်ချုပ်ရမှာဘရင်ဟာနော်ဥယျာဉ်မှုတစ်ဖွဲ့ခံယူပြီးတော့နိုင်ငံတော်စီပင်ဖွံ့ဖြိုးရေးကိုလှုပ်တင့်သူဖြစ်ကြောင်း သူ့ရဲ့အမိန့်တော်တရားမှာဖော်ပြထားပါတယ်။ဒါတို့သမီးတို့ရေဒီချက်အခုရှင်းပြပေးတယ်။စာပိုက်ကအကြောင်းအရာလေးကတော့တာလွန်မင်းရဲ့အုတ်ချုပ်ရေးပုံစံတွေနဲ့နိုင်ငံတော်စီပင်ဖွံ့ဖြိုးရေးလှုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ကဲဆက်ပြီးတော့ဒီချက်တို့နော်အဓိကချက်ကလေးကိုလေ့လာကြည့်ကြအောင်။တာလွန်မင်းလက်ထက်မှာတော့နိုင်ငံတော်အေဂျင့်တရားမှုကိုအလေးထားပြီးတော့အုတ်ချုပ်ရေးစနစ်ကျရှိစေဖို့အတွက်စစ်တမ်းကိုက်ဝေခြင်းကိုဆောင်ရွက်တယ်။တာလွန်မင်းတိရစ္ဆာန်ဓမ္မရာဇာလက်ထက်မှာတော့ မနုဿာရရွှေမြေဓမ္မတာကျမ်းကိုစီရင်ရေးသားခဲ့ပါတယ်။တာလုံးမြေလက်ထက်မှာတော့ရွှေမြို့တော်အုပ်ချုပ်ရေးနဲ့အဝေးမြို့ရွာနယ်ပယ်အုပ်ချုပ်ရေးဆိုပြီးတော့အုပ်ချုပ်ရေးကိုနှစ်ပိုင်းခေါ်ကြနိုင်ပါတယ်။ရန်ဝယ်ရဲ့အတွက်လည်းအလေးတင်းတောင်းမှန်ကန်စေရန်ဆောင်ရွက်ခဲ့ပါတယ်။တိုင်းပြည်သားရဖွံ့ဖြိုးရေးအတွက်အမိန့်တော်တွေကိုလည်းတာလုံးမြေကထောက်ပြန်ဆောင်ရွက်ခဲ့တဲ့မင်းတပါဖြစ်ခဲ့ပါတယ်။ဒီနေ့ဒီချဲပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့မြမသမိုင်းခန်းတီ ရတရခိမြန်မာနိုင်ငံတင်ငန်းစာ3ညောင်ရန်ခိတောင်ဟုခိဒုတိယပိုင်းရဲ့တာလွန်မင်းရဲ့အုတ်ချုံရိပ်ပြုပြင်ပြောင်းလဲခြင်းအကြောင်းဖြစ်ပါတယ်။ဒီတင်ငန်းစာလေးကိုလည်းဒီချက်ရှင်းပြပေးတဲ့အတွက်သားတို့သမီးတို့နားလည်သဘောပေါက်မယ်လို့ဒီချက်မျှော်လင့်ပါတယ်။နောက်တင်ငန်းစာမှာဒီချက်တို့ပြန်လည်တွေ့ကြမယ်နော်။ Bye bye ။